ချိန်ကလက်ဖက်ရည်ဆိုင်တွေအိမ်ကူတွေဆိုင်ကူတွေစိုက်ပျိုးရေးလုပ်ငန်းတွေမှာစေကျော်တက်အရွယ်ကလေးငယ်တွေအလုပ်လုပ်နေကြရတာကိုမြင်တွေ့ကြရမှာပါလုံသမားဝင်ကြီးဌာနရဲ့အစည်းအဝေးအရဆိုရင်မြန်မာနိုင်ငံမှာအသက်မပြည့်သေးဘဲအလုပ်လုပ်နေတဲ့သူပေါင်းတသန်းခွဲနီးပါးရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့ကလေးလုံသားတွေအတွက်တည်ထောင်ဥပဒေကတော့မရှိသေးပါဘူးကလေးလုံသားတွေရဲ့အခွင့်အရေးတွေကိုလက်ရှိဘလို့ဥပဒေတွေကအကာအကွယ်ပေးထားလဲ တကယ်လက်တွေ့မှာရောခလေးလုပ်သားတွေဥရေအကောက်ွယ်တွေရကြရလားဆိုတာကိုရေကြီးအားကဒီတစ်ပတ်ဖက်အံမျိုးကနေဆွေးနွေးထားပါတယ်လုံသမားတိုင်းမှာလုံသမားခွင့်ရရှိပါတယ်။လုံသမားတွေရဲ့အခွင့်အရေးကိုဆွေးနွေးဖို့ရည်ကြီးရာကအမြဲအစဉ်တင်ရှိနေပါတယ်ရှင်။ကျမတို့ဒီနေ့မှာကလေးလုံသားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့အတွက်ကလေးလုံသားဖြစ်ခဲ့မှုသူတွေ၊ကလေးလုံသမားရဲ့ကုညီဆောင်ရွက်ပေးနေသူတွေ၊အလို့ရှင်တွေ ကလေးလူသားတွေကလည်းသူတို့ရဲ့အုတ်ထင်းသူတွေနဲ့တက်ရောက်လာပါတယ်။ဒါပြင်ဥဆောင်ဆွေးနွေးမယ့်ဆရာဆရာမတွေကိုလည်းကျမတို့ဖိတ်ခေါ်ထားပါတယ်။အခုဆိုအားလုံးလည်းရောက်နေကြပြီဆိုတော့ကျမတို့ဒီနေ့ဆွေးနွေးပွဲကိုစပါပါရှင်။ဆိုတော့အရင်ဆုံးကျမတို့ဒီနေ့ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့သူတွေကိုကျမတို့ရဲ့ဥဆောင်ဆွေးနွေးမယ့်ဆရာဆရာမတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။ကျမဘေးကရက်မှာထိုင်နေတာကတော့ဆရာမနော်ဆူဇန်နာလှလှဆိုပါ။ဆရာမကတော့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ဒီအမျိုးသားလွှတ်တော်အမျိုးသမီးနဲ့ကလေးသူငယ်ကာဝယ်ဆောင်ရှောက်ရေးကော်မတီမှာအချိန်တော်တော်ကြာတာဝန်ထမ်းဆောင်ခဲ့ဘူးသူလည်းဖြစ်ပါတယ်။ အခုခလေးလောက်သားအေးကုညီဆောင်ရွက်ပေးနေရတူလည်းဖြစ်ပါရဲ့ရှင်။ဆီမရဲ့ဘေးမှာထိုင်နေရကတော့မက်အီဟေမှာပါ။အမားကတော့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကဒီမြန်မာနိုင်ငံခလေးလောက်သမားပပျောက်ရေးစီမံချက်ရဲ့စောင့်ကြည့်လေးလာရေးနဲ့အကဲဖြတ်ရေးအရာရှိဖြစ်ပါတယ်။ကျမတို့တက်တရမြောက်ခုံမှာထိုင်နေတာကတော့အမနန်းခန်းဟွန်ပါ။အမားကတော့ Save the Children အဖွဲ့ရဲ့အရေးပေါ်အခြေအနေမှာရှိတဲ့ကလေးသူငယ်ကာဝယ်စောင့်ရှောက်ရေးအကြံပေးဖြစ်ပါတယ်။ကျမတို့ဟိုးဘက်အစွန်းဆုံးမှာထိုင်နေတာကတော့ဆရာဦးအောင်နိုင်ပါ။ဆရာကတော့ အလုံသမားဝင်ကြီးဌာနဒီအလုံယုံနဲ့အလုံသမားဥပဒေစစ်ဆေးဦးစီးဌာနညွှန်ကြားမှုဖြစ်ပါတယ်ရှင်။ကျမတို့ဒီနေ့မှာစပြီးတော့မဆွေးနွေးခင်မှာအရင်ဆုံးဒီမြန်မာနိုင်ငံမှာစပြီးတော့အလုံလုံဖို့ခွင့်ပြုထားတဲ့အသက်အရွယ်ဟာဘယ်အရွယ်လဲ။ဘလို့လုပ်ငန်းတွေကိုမလုပ်ဖို့အတွက်ဒီဥပဒေတွေကကန့်သက်ထားလဲဆိုတာကိုကျမဗီဒီယိုလေးတစ်ခုနဲ့အရင်ဆုံးစပြီးတော့ပြပြပေးခြင်းပါတယ်ရှင်။ အသက်၁၄နှစ်အောက်ရှိတဲ့ကလေးငယ်တွေကိုအလုပ်စေခိုင်းခြင်းမပြုဘဲတက်ဆိုင်ရာအလုပ်သမားဥပဒေတွေကတားမြစ်ထားပါတယ်။အသက်၁၄နှစ်ပြည့်ပြီး၁၈နှစ်အောက်ရှိတဲ့အလုပ်သမားတွေအနေနဲ့လည်းအလုပ်လုပ်ကြရန်တင့်တော်ကြောင်းကျန်းမာရေးထောက်ခံချက်လက်မှတ်ရှိပြီးမှသာအလုပ်လုပ်ကြရင်ရှိရပါ။ ဒါအပြင်လုံလောက်တဲ့လေ့ကျင့်သင်ကြားမှုနဲ့ကြီးကြပ်မှုမရှိဘဲဘေးအန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေမှာအလုပ်လုပ်ကြိုင်ခွင့်မပြုရပါဘူး။မြန်မာနိုင်ငံအနေနဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ ILO ရဲ့ပြဋ္ဌာန်းချက်အမှန်တရှိနှစ်ကိုလက်မှတ်ရေးထိုးထားပြီးအစိုးရဆုံးပုံစံနဲ့ကလေးလူသားစေခိုင်းခြင်းရော်내ပပျောက်ရေးအတွက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒါအပြင် ILO ရဲ့အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်138ကိုမြန်မာနိုင်ငံအနေနဲ့လက်ခံကျင့်သုံးဖို့သဘောတူညီပြီးလည်းဖြစ်ပါတယ် ပြတ်တန်းကျဲရအလွတ်လွတ်နိုင်တဲ့အငွေစုံအသက်မှာအသက်73နှစ်ကနေ55နှစ်အထိဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအသက်72နှစ်ကနေ74နှစ်အထိခွင့်ပြုထားပါတယ်။ကျမတို့ဒီမြန်မာနိုင်ငံမှာလက်ရှိဒီအသက်74နှစ်အောက်ကလေးငယ်တွေအလုံးမခိုင်းမှုဆိုပြီးတော့လက်ရှိဥပဒေတချို့မှာကန့်သက်ထားပါတယ်။လွှတ်တော်မှာဒီအလွတ်လွတ်နိုင်တဲ့အငွေစုံအသက်ပြတ်တန်းပေးဖို့ဆိုတာကိုမြန်မာနိုင်ငံကလက်မှတ်ရေးထိုးဖို့အတည်ပြုလိုက်တာ။ ဆိုတော့ဒီ338ကိုလက်မှတ်ထိုးလိုက်မယ်ဆိုရင်ကျမတို့ဘာတွေပို့ပြီးတော့ပြောင်းသွားနိုင်မလဲဆိုတော့မအီဟေမာကိုမေးချင်ပါတယ်ရှင်338ကိုတော့ပြထမ်းပြီးသွားပြီဆိုရင်နောက်ပိုင်းမှာအမတို့ဒီပင်နေပြင်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ငါးဖမ်းလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်အမတို့တော့ဒီစိုက်ပျိုးရေးခန္ဓာတွေမှာပဲဖြစ်ဖြစ်မြေပေါ်မြေအောက်ပေါ့နော်ကလေးတွေအလုံးလုံးနေရတဲ့ဒီကလေးတွေအထွက်ကိုဒီအငယ်ဆုံးအသက် ဒီအတိုင်းတာတစ်ခုပေါ့ကျမတို့လူမျိုးဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ဆိုရင်တော့သူက16နှစ်ပေါ့နော်အဲအဲ့လိုမျိုးတတ်မှတ်လိုက်မယ်ဆိုရင်တော့16နှစ်အထက်ကိုပဲအလုပ်လုပ်ခွင့်ရှိတော့မယ်16နှစ်အောက်ကလုံးဝလုပ်ခွင့်မရှိတော့ကျေးဇူးပါရှင်ဟုတ်အခုဒီတစ်ခါမှာတော့ကျမတို့ဒီနေ့ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေဘက်ကိုမှအလှည့်ပေးခြင်းပါတယ်ရှင်ဆိုတော့ပထမဦးဆုံးကျမတို့စပြီးတော့ဒီကလေးလူသမားတွေကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေနဲ့ပတ်သက်ပြီးတော့ဘယ်သူတွေစပြီးတော့ဆွေးနွေးနိုင်မလဲရှင်ဆွေးနွေးမဲ့သူတွေကျမတို့ကျေးဇူးပြုပြီးတော့လက်ထောက်ပေးပါအောင်ရှင် ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့မြောက်ရီယာဆိုလို့ရှိရင်အခုလက်ရှိမှာဆိုလို့ရှိရင် လောင်ကစားမြို့တော်လို့ဖြစ်နေပါပြီအဲ့ဒီလောင်ကစားမြို့တော်ကာစီနိုယုံနေအများကြီးတွေမှာ ဆိုလို့ရှိရင်မိန်းကလေးငယ်တွေရာပေါ့နော်ဝိုးစားဆိုလို့ရှိရင်လက်စကတ်အတူလေးတွေနဲ့အဲ့လိုအသက်မပြည့်တာတွေရောအသက်ပြည့်တာတွေရောလက်ရှိလောက်ကင်နေကြတာကိုတွေ့ရပါတယ်2019ဇူလိုင်23မှာထုတ်ပြန်ထားတဲ့ကလေးတငယ်ဥပဒေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ဒီမြောက်ရီမြို့လိုနေရာမြို့မှာကောတကယ်ရောဥပဒေစိုးမိုးမှုရှိနိုင်ပါမလား တကယ်ပြဋ္ဌာန်းထားတဲ့ကလေးတငယ်ဥပဒေနဲ့ပတ်သက်ပြီးတော့လည်းဥပဒေကြောင်းအရာပေါ့နော်ဘလိုမျိုးကို ကျမတို့ဒီနဲ့ဟိုတရက်ခွင်းမှာဥပဒေအရရင်ဆိုင်လို့ရပါတယ်လေတကယ်ရောအကျုံးဝင်ပါသလားဆိုတာကျမသိချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါကျမတို့တလက်စားတဲ့ဘေးကအမအကိုပါတခါတည်းတန်းပြီးတော့အမရဲ့ဆွေးနွေးချက်ပါကြားချင်ပါတယ်ဆော့ဆော့လည်းအမလည်းတခါတည်းလက်ထောင်ထားရဲဆိုတော့ဟုတ်ဟုတ်ကဲ့မင်္ဂလာပါကျမကတော့ရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့နယ်ကမတ်တင်ထွေးကြီးဖြစ်ပါတယ်ရှင်ကျမဒီနေ့သိချင်တဲ့မိကုံးလေးကတော့ကျမတို့ ဟိုကျောင်းပညာတင်ကြရမယ်ကလေးတော်တော်များများဟာကျောင်းပညာရေးကိုမတင်ကြရဘဲနဲ့လုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကင်နေရတာရှိပါတယ်အဲ့လိုလုလုတဲ့နေရာမှာကလေးတွေဟာလူကြီးတွေနဲ့တန်းတူလူကြီးတွေတဲတိတ်ဆိုရင်လည်းကလေးတွေကတဲတိတ်လူကြီးတွေဘီလက်မြေတဲတိတ်ဆိုရင်လည်းကလေးတွေကဘီလက်မြေတဲတိတ်လူကြီးတွေနဲ့တန်းတူလုလုရပါတယ်အချိန်ဆိုလည်းလူကြီးတွေနဲ့တန်းတူလုလုရပါတယ် ဲ့တော့ကလေးတွေကမလုံနိုင်တော့ပါဘူးသူတို့ရဲ့ခွန်အားနဲ့မမျှတရတဲ့အလုပ်ကိုလုပ်ရတဲ့အတွက်အလုပ်ကိုမလုံနိုင်ဘူးမလုံနိုင်တော့မိဘတွေကိုမလုံနိုင်ကြအောင်ပြန်ပြောပြတဲ့အခါမှာမိဘတွေကလက်သက်မခံပါဘူးမရရတဲ့အလုပ်ကိုလုပ်ဖို့ဝင်ဝေရဖို့အလုပ်ကိုအတင်းမဲ့ရိုက်နဲ့တိုက်တွန်းပြီးတော့ခိုင်းတာတွေရှိပါတယ်ကျွန်တော်မျက်မြင်ကိုယ်တွေ့လည်းရိုက်နဲ့ခိုင်းနေတာတွေ့ရပါတယ်အဲ့ဒီအချိန်မှာကျမတို့ကကလေးနဲ့ မိဘရဲ့ကြားထဲမှာဖြစ်နေတဲ့ပြဿနာဖြစ်တဲ့အတွက်ဒီမိဘတွေကိုယ်တိုင်ကကလေးတငယ်ရဲ့ခွင့်ရေးကိုချိုးဖောက်နေတာဖြစ်တဲ့အတွက်ကျမတို့မိဘနဲ့ကလေးပဲသူတို့မိဘအုပ်ထိန်သူကကျွလွန်တာပဲဆိုပြီးကျမတို့ဒီတိုင်းပဲကြည်နေလို့ရပါသလားဒါမှမဟုတ်ရင်ဒီလိုပြဿနာတွေမဖြစ်အောင်ဟန်တားလို့ရတဲ့ဥပဒေတစ်ခုနဲ့ကျမတို့ဟန်တားလို့ရပါသလားဆိုတာကိုသိချင်ပါတယ်ရှင်ဆိုတော့ဒီမမေကုံကျမတို့ဆရာပဲတိုက်ရိုက်ဖြေပေးပါအောင်အသက် session တစ်ယောက်ရှိတယ်ကလေးတွေမှာအစိုးရဆုံးပုံစံနဲ့ခိုင်းစေခြင်းခံရပြီဆိုတာဥပမာတာတကပြောရင် အရက်တို့ဘီယာတို့ပေါ့နော်ငဲ့ခိုင်းပြုတ်ခိုင်းပေါ့နော်ဖြောပြေခိုင်းအဲဒီလိုဟာတွေတော့ပါတာပေါ့နော်ဒါဒီအစိုးရဆုံးပုံစံမျိုးတွေကိုရောက်သွားမယ်ဆိုရင်အဲ့ဒီကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနဲ့လည်းအကကွယ်ပေးထားပါတယ်ဒါအပြင်ကျွန်တော်တို့စိတ်ယုံအလုံးယုံတွေတခြားလက်ဖေးဆိုင်တို့ဘာတို့မှာအဲ့လိုမျိုးရှိခဲ့ရင်လေခုနကကျွန်တော်တို့ရဲ့အလုံးစုံဥပဒေနဲ့မှာအစစအကကွယ်ရတော့ဒီတကယ်လက်တွေ့မှာရနေရလို့များထင်လားရှင့်ဟုတ်ကဲ့တကယ်လက်တွေ့မှာရဖို့ပေါ့နော်ကျွန်တော်တို့က labor inspection သွားနိုင်တဲ့နေရာရှိတယ် မသွားနိုင်တဲ့နေရာရှိတာပေါ့နော်မသွားအဲ့လိုနေရာမျိုးတွေမှာဘယ်လိုအကာအကွယ်ရနိုင်ရယူရမလဲဆိုတော့နော်မြို့နယ်တွေမှာဖွဲ့ထားတာရှိပါတယ်ကလေးသူငယ်အခွင့်ဆိုင်ကော်မတီ TCRC ကော်မတီတွေရှိတယ် case manager တွေရှိတယ်အဲ့ဒီရှိတဲ့ပုံကူဆောင်ရွက်မဲ့ပုံကူတွေရှိလို့ဗါလဲချိန်ဆက်ပြီးတော့နော်ဟိုတင်ပြလင်ဒါလုံးလို့ရပါတယ်နောက်ဆရာမတယောက်မေးတဲ့မေးခွန်းပေါ့အဓိကကလေးသူမှာဖြစ်ရတဲ့အကြောင်းရင်းတွေကတခုပေါ့ဗျာနော်မိသားစုစာဝင်နေအခက်အခဲကြောင့် မိဘတွေမှာလည်းရွေးချယ်စရာမရှိတာလည်းဖြစ်နိုင်တယ်။နော်နောက်တစ်ခါကလေးတွေကိုယ်တိုင်လည်းဒီအလုပ်ထဲမှာမှု့လျော်သွားတာလည်းကြာတော့ဖြစ်သွားနိုင်တယ်။အဲ့တော့ဒီအချက်နှစ်ချက်ကြားမှာကျွန်တော်မိဘတွေကိုလည်းဟိုအသိပညာပေးဖို့လိုပါတယ်။ဒီအရွယ်အပိုင်းခြားမှာရှိတယ်ကလေးတွေကိုကျောင်းပညာရေးကိုရောက်ဖို့ပေါ့နော်။ဒါကိုအတတ်နိုင်ဆုံးလုပ်ဖို့လိုပါတယ်။အသက်ဆက်ရှင်ရောက်ကလေးတို့မှာတွေအတွက်နော်အန်ရရှိတဲ့လုပ်ငန်းခွင်ပေါ့နော်။ဒါသတ်မှတ်တော်မှာဖြစ်ပါတယ်နော်။သတ်မှတ်တဲ့အခါကျရင်ကျွန်တော်ကလေးလုပ်သမားတွေဘလူဘလူနေရာမှာမခိုင်းရဘူးဆိုတာ ဒါပေါ်လာမှာဖြစ်ပါဒါဆောင်ရွက်နေတဲ့အခြေအနေဖြစ်ပါတယ်ဆီမဟိုစူဇန်နာရှင်ဒီလိုမျိုးကလေးလူတမားတွေပပြဖို့ကနီးဆက်နေပြီလားရှင်ဘလောက်အတိုင်းတာထိရောက်နေပြီလို့ဆီမအနေနဲ့မြင်လဲရှင်ပြောက်ဖို့ကတော့တိတ်တော့မလွယ်သေးပါဘူးဒါပေမဲ့လည်းဒါကိုပြတ်ဖို့မလွယ်ဘူးဆိုပြီးတော့ဒီတိုင်းတော့ထားလို့မရဘူးပေါ့လေလူတို့ရဲ့အသိပညာမြင့်မားလာတဲ့အမြစီးပွားရေးလည်း ညစ်လာမယ်ဆိုလို့ရှိရင်တော့ဒါကတော့တဖြည်းဖြည်းပျောက်ကွယ်သွားမှာပါ။ဒါကျမဟိုရဲ့အမြင်အရဆိုလို့ရှိရင်မိဘတွေကိုပါထိန်ခွတ်တဲ့ဥပဒေမျိုးတောင်မှရှိတဲ့နယ်လို့ကျမထင်ပါတယ်။ကျမတို့ရဲ့အင်းနီနာချင်းတိုင်းပြည်ဖြစ်တဲ့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲကလေးတွေကိုကြောက်မပုတ်ဆိုသူဟာနဲ့သူအေးအေးယူရတဲ့ဥပဒေတွေရှိရဲ့အဲ့ဓာမျိုးပေါ့နော်ကျမတို့မိဘတွေကိုထိန်ခွတ်တဲ့ဥပဒေမျိုးရှိလို့ရှိရင်တော့ကျမထင်ပါတယ်ဒီကလေးလောက်တာပြဿနာတဖြည်းဖြည်းပျောက်သွားမယ်လို့ထင်ပါတယ် ဟုတ်ကဲ့ပါဆင်မကျေးဇူးပါရှင်ဟုတ်ကျမတို့ဒီလိုမျိုးအသက်မပြေပဲနဲ့လုပ်ငန်းခွင်နဲ့ရောက်ရတဲ့ကလေးတွေမှာတခါတလေမှာဆိုလို့ရှိရင်သူတို့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောထိခိုက်မှုတွေရှိရတူရှိပါတယ်အဲ့ဒီဥပမာကိုကျမတို့ဗီဒီယိုလေးတစ်ခုနဲ့ပြကြင်ပါတယ်ရှင်အားလုံးပဲဒီဘက်ကတီပီကိုကြည့်ပေးကြပါရှင်နော်ဆိုရင်အင်းအန်နေ6နိုင်ခွဲလောက်သွားပြီးတော့9နိုင်မျိုးသိပ်အလုပ်ထဲဝင်။ဘုံဝိုင်းညာ9နိုင်ခွဲ10နိုင်လောက်မှအိမ်ထဲရောက်။ ။ဝီလက်မြေကြီးဆိုရင်အပေါ်တော့သုံးသွားနှလုံးတက်တယ်အဲ့လိုမျိုးထမ်းရမှာ။အများကြီးထမ်းတော့ကိုမထမ်းလို့ရှိလို့ရှိရင်ကိုယ်အလုပ်ဖြုတ်မှကျတော့ကျွန်တော်ထမ်းရမှာ။လူကြီးတွေနဲ့တန်းလုံးလို့ပါပါ။လူကြီးတွေနှလုံးထမ်းကျွန်တော်နှလုံးလိုက်ထမ်းတယ်။လူကြီးတွေသုံးလုံးထမ်းကျွန်တော်သုံးလုံးလိုက်ထမ်းတယ်။ဒါပေမဲ့လာတာကျတော့ကျွန်တော်ကခလေးလာတာပဲရ။ခလေးလာတာလူကြီးတွေရဲ့တစ်ဝက်လောက်ပဲရှိဘူး။ ကျွန်တော်ကအင်းအဖေကလည်းကျမ်းမိုင်မကောင်းကျွန်တော်ညီလေးရဲ့တလားကျော်လေးဆေးဝင်ခန်းလာအတန်းနဲ့စီးပွားရေးလည်းမပြေလေဘူးသူကအစခေါ်တော့အန်နေရှင်းနဲ့မခိုင်းဘူးလို့ပြောလုပ်ငန်းဝင်လည်းရတော့အန်နေရှင်းနဲ့မရှိရနဲ့အကုန်လုံးခိုင်းကျွန်တော်လက်ညက်လေးနေတော့အဲ့ဒီကကျွန်တော်အရှိမအဲ့ချုံအဲ့ချုံတဲ့ကကျွန်တော်ဆရာကျွန်တော်နိုင်ဝင်ရောက်လာအောင်သူစမောင်းခိုင်းတယ်တော်မမောင်းတတ်ဘူးနော်လို့ပြောတာအေးတဲ့ခဏလေးပါကွာတဲ့စာအုပ်ထိုးနေထိုးနေထိုးနေနဲ့နောက်ကပေါ်ပြင်းပြင်းကျွန်တော်လက်ကိုပတ်ပြီးတော့ပါသွားတယ်ဆက်သေးဘူး ျွန်တော်အားလို့လင်းကားကအော်တော့သူကကြောင်မင်းကြီးကျွန်တော်လက်ဆွဲထုတ်လိုက်လက်သုံးချောင်းပါသွားဒီလက်ညိုးတွေလည်းလိန်ကောက်ရလမ်းမှာလည်းပါသွားအဲ့ချိန်မှာပူပြီးတော့တအားနာကျွန်တော်ငိုလို့ရှိရင်ကျွန်တော်မိဘရဲ့တွေ့ပါလို့ရှိရင်စိတ်မကောင်းပါဆိုလို့တောင်းတော့နေနေအဖေရောက်လာတောက်တွေပဲခတ်ပြီးတော့စိတ်နေလို့စိတ်မဆိုးပါနဲ့ဖေရဲ့ဒါမိဘကိုလုံကြည့်ရဘာမှဖြစ်ပါဘူး ော်လိုပဲမိဘတွေဆင်းမပေးလို့မလုပ်ကကျွန်တော်လိုပဲအန်ရရှင်းနေအောင်မခိုင်းမဲနဲ့တင့်တော်တဲ့နေရာမှာခိုင်းဖို့ကျွန်တော်တို့လည်းလူကြီးတွေနဲ့ဒန်းလုံးလောက်ကတာပဲဒါပေမဲ့ကျွန်တော်တို့ပေးတဲ့ငွေတော့လူကြီးတွေနဲ့ဒန်းလုံးပဲပေးစီချင်တယ်ဟုတ်ကဲ့ပါကျမတို့ဒီနေ့ဆွေးနွေးပွဲမှာဆိုလို့ရှိရင်လဲဆော့ဆော့မောင်ချင်မင်းထက်ကိုယ်တိုင်လည်းရှိနေပါတယ်ပြီးတော့မောင်ချင်မင်းထက်ရဲ့အုတ်ထင်းသူလည်းပေးมาပါပါတယ်ရှင့် အုတ်ထင်းသူကိုမေးချင်ပါတယ်ရှင်တိုက်ရိုက်ဆွဆွဆာမကတော့မိဘတွေကိုဒီလိုမျိုးပေါ့နော်ထိန်းချုပ်ဖို့ဥပဒေတွေလိုတယ်လို့တော့ပြောသွားတယ်ဒါပေမဲ့ဆရာတို့လိုဒီလိုမျိုးအုတ်ထင်းသူတွေဘက်မှာလည်းအကြောင်းပြချက်တွေကိုယ့်ရဲ့အခြေအနေတွေရှိမှာပေါ့ဆိုတော့ဆရာရဲ့မိဘတွေဘက်ကခံစားချက်ကိုလည်းကြားချင်ပါတယ်ရှင်စီဝါရေးမပြေလည်ဘူးပေါ့ဗျာမပြေလည်တော့တားလေးကအကြောင်းထတာအကြောင်းမနေပဲနဲ့အကြောင်းအထွက်ပြီးတော့အလုတ်လုတ်တယ်ဆိုတာမလုတ်ပါနဲ့ကွာဆိုလည်းမရဘူးကျွန်တော် 哦，米话的谈，涉及到当地的钱嘛。楼上啊，楼多嘛，广场上完了，广场啊那边都拉开了。这个街道都按的四周，我们四周功能越多开了，今后可能啊，路通嘛，叫来我们周边的，没有那个，两边多了嘛啦，今后方便的不今后讲的话，只、啊啊啊、有米话到完了，楼多没有多增加的嘞，下好今后我们批线批啵。 အမနိုင်ခန့်ဟွန်ရှင်ဆဆောကအဖြစ်ပြက်တွေလည်းအမတို့မြင်ခဲ့ရပြီပေါ့နော်အဲ့တော့ဒီမိဘတွေဘက်မှာလည်းဒီလိုအခက်အခဲတွေရှိတယ်ဒါကြောင့်မို့ဒီလိုဖြစ်ရတယ်ပေါ့နော်ဥပဒေတစ်ခုသတ်မှတ်လိုက်ရုံနဲ့ဒီလိုမျိုးအခက်အခဲပြဿနာတွေကပြေလည်သွားနိုင်ပါမလားအမရဲ့အမြင်ပြောပြပေးပါဦးအခုပြောပြလိုက်တဲ့တားလေးရဲ့အဖြစ်ပြက်ကိုကြည့်မယ်ဆိုရင်တားလေးတော့ကအရင်ဦးဆုံးပေါ့နော်ကိုပတ်ဝန်းကျင်မှာကိုကို ကူညီပေးနိုင်တဲ့လူဘယ်သူရှိတာလဲဆိုတော့အကူအညီကိုကျမတို့ရယူဖို့လိုပါတယ်ပေါ့နော်ပြီးလို့ရှိရင်အဲကျမတို့ဒီအစိုးရဌာနကိုသွားတဲ့ခါကြလို့ရှိရင်လည်းအစိုးရဌာနတွေကဒီလိုမျိုးလေးညှင်းပယ်တဲ့ခါကြလို့ရှိရင် ကျမတို့ဆက်ပြီးတော့မှကျမတို့လိုက်ပါကူညီတဲ့အဖွဲ့တွေများကျမတို့ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်လိုအပ်တဲ့အဲဒီချိတ်ဆက်ညွန့်ပို့တာတွေလိုအပ်တဲ့အကူအညီတွေတို့အများကြီးပံ့ပိုးပေးနိုင်ပါမယ်ပေါ့နော်အကျမတို့ဒီရွှေပြည်သားတို့လိုင်တရာတို့စီမှာဆိုရင် ကျမတို့အရင်တော့ကဒီ save the chain ကနေပြီးတော့မှ ဆောင်ရွက်ခဲ့တဲ့ကလေးတငယ်ကကွယ်စောင့်ရှောက်ရေးအဖွဲ့တွေအများကြီးရှိပါတယ်ပေါ့နော်အဲ့လေးတွေစီကိုလည်းကျမတို့ဟိုချိတ်ဆက်ပြီးတော့မှသူတို့အကူအညီယူပြီးတော့မှလိုအပ်တဲ့မှုခင်းပိုင်းဆိုင်ရာနဲ့ပဲဖြစ်ဖြစ်ကျမရေးပိုင်းဆိုင်ရာပံ့ပိုးမှုကိုပဲဖြစ်ဖြစ်သူတို့ကနေတဆင့်ယူလို့လည်းရပါတယ်ဟုတ်ကဲ့ပါဆရာမကျေးဇူးပါရှင်ဟုတ်ဆိုတော့ကျမတို့ဆရာဦးအောင်နိုင်ကိုတက်ဆက်ထဲမေးချင်ပါတယ်ရှင်ကိုယ့်ရဲ့သားသမီးတယောက်ဒီလိုဖြစ်ခဲ့တယ်ဆိုလို့ရှင်အဖေနေရာကနေဆိုဆရာဆိုဘာလုပ်မလဲကျွန်တော်အဲ့ဒါလေးပြည့်စွက်လဲပြည့်ပါမယ်ကလေးပြတ်သွားတယ်လဲစိတ်မကောင်းပါဘူး မိဘတယောက်အနေနဲ့နော်ဆန္ဒပြီးတော့ပြောရမယ်ဆိုရင်တော့ဖြစ်သွားပြီးတဲ့အပေါ်မှာတကယ်ဦးကြီးဆောင်ရွက်ပေးနိုင်မဲ့အဖွဲ့အစည်းတွေနဲ့နော်နားလည်တဲ့အဖွဲ့အစည်းတွေစုပေါင်းပြီးတက်ဆိုင်တာပေါ့နားလည်တဲ့အဖွဲ့အစည်းဆိုဘယ်လိုအဖွဲ့အစည်းတွေများလဲဆရာအလုံးသမားကိစ္စဟောပေါ့နော်တဲတဲဝင်ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေပေါ့နော်ဥပမာဆိုရင်ဘယ်လိုဖွဲ့ဥပမာဆိုခုနကပြောအလုံးသမားအဖွဲ့အစည်းတွေလည်းရှိတယ်ခုနကကူညီဆောက်ရှောက်ပေးနေတဲ့တခြား NGO အဖွဲ့အစည်းတွေလည်းရှိတယ် ဒီလိုဖွဲ့စည်းတွေကနေပြီးတော့ channel ထိတ်ဆက်ပြီးတော့သက်ဆိုင်ရာဌာနတွေကိုတွားပြီးတော့เนาะဟိုတင်ပြပြီးတော့เนาะပြောရင်ဒါရပါတယ်เนาะဒါဥတွေကလုတ်ပေးနိုင်တဲ့အပိုင်းတွေရှိတာကိုဆောင်ရွက်ပေးတွားနိုင်ပါတယ် ကျေးဇူးပါရှင်ဟုတ်ကျွန်တော်ဒီနေ့ဆွေးနွေးပွဲထဲမှာဆိုလို့ရှင်ဒီကလေးလှုပ်သားဖြစ်ခဲ့မှုတဲ့သူတွေနောက်ပြီးတော့ဟိုကလေးလှုပ်သားတွေကိုကျွန်တော်တို့ဖိတ်ထားပါတယ်အခုရှိလဲရှိနေပါတယ်เนาะအခုဒီတစ်ခါမှာတော့ကျွန်တော်တို့ဒီတက်ရောက်လာတဲ့ပြည်သက်တွေရဲ့ဆွေးနွေးတဲ့ဘက်အလှည့်ကိုပေးခြင်းပါတယ်ရှင်ဆိုတော့ဘသူတွေများဒီကလေးလှုပ်သားအရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနိုင်မလဲရှင်ဘသူတွေများထပ်ပြီးတော့ဆွေးနွေးအောင်မလဲဒါနမယာဖြိုးဖို့ဖြစ်ပါတယ်လိုင်းနာမှာနေပါတယ်ဒါရေတန်းဆိုင်အောင်မှလှုပ်ပါတယ်လူကြီးနဲ့တန်းသူလှုပ်ရပါတယ်ဟောင်းလေးအသက်ကဘယ်လောက်လဲ16နှစ်16နှစ်တရတရအလုပ်ချိန်ကြတော့ မနက်ခွန်နိုင်ညခွန်နိုင်လူကြီးနဲ့တန်းနူလောရပါတယ်ရေဘူးတွေကားပေါ်တင်တင်ရပါတယ်လူကြီးနဲ့တန်းနူတလမှာ9တောင်းမရပါဘူးနင်းင်းနေပါတယ်အုတ်ခမ်းပါတယ်ဤကြွေးကြော်တဲ့ဒလိန်လုံးနေပါတယ်နဲ့ကောက်ပြခမ်းပါတယ်တခါလေးကြာဒီ ILO ရဲ့ပြဋ္ဌာန်းချက်နဲ့ဆိုလို့ရှိရင်ဒီခလေးလုံသမားတွေကိုဒီလိုမျိုးညှဉ်းပန်းနှိပ်စက်တဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံလက်မှတ်ထိုးထားတဲ့ပြဋ္ဌာန်းချက်တွေမှာဘလို့များချိုးဖောက်ထားတာများဖြစ်မလဲရှင်ကျမတို့ ILO အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် ခေါင်းမုတ်ဖြတ်နည်းတမျိုးပါလေအဲလူကြီးလိုမျိုးအလုပ်ချိန်လည်းလုပ်ရတယ်အဲပြီးတော့လှုပ်အားခါကလည်းခလေးလှုပ်အားခါပဲရတယ်အဲအဲ့ဒီအတွက်ဒါတနည်းအားဖြင့်ချိုးပေါက်ခြင်းခံနေရတာပဲကျေးဇူးပါရှင်ဟုတ် ဆီမဆီမစစနာရှင်ဆဆောကကျမတို့ဆွေးနွေးတာရဲ့မောင်လေးဆိုလို့ရှင်လေသူခလေးဒီ၁၄နှစ်ရနေ၁၆နှစ်ကြာဆိုကျမတို့ဥပဒေထဲမှာဆိုလို့ရှင်တရက်ကို၄နာရီပဲလောက်ခွင့်ရှိမယ်ဆိုပြီးတော့ပါထားရဲပေါ့နော်ဒါပေမဲ့သူဆိုရှင်လောက်ချိန်ကအရန်ကိုများပါတယ်လုံနေရတယ်ဒါတွေဖြစ်တာကျမတို့တကယ်လက်တွေ့မှာဘလို့စစ်ဆေးမှုတွေလုပ်ဖို့လိုအပ်နေလို့လဲရှင်ကျမကတော့ဥပဒေရရှိပြီဒါပေမဲ့အေးအေးယူတာကတော့အာနေနေသေးတယ် เนาะကျွန်မထင်တာကတော့ခုနကမိဘတွေကိုအေးအေးယူတာမပြောနဲ့လောလောဆယ်ရှိနေတဲ့အလုတ်သမားတွေကိုအဲ့လိုမျိုးပေါ့เนาะဒီကလေးအလုတ်သမားတွေကို မတရားခိုင်းစေတဲ့เนาะမတင့်တော်တဲ့နေရာမှာเนาะဒီလိုမျိုးခိုင်းတဲ့နော်အလုတ်ရှင်တွေကိုအေးအေးယူတာတောင်မှဒါအရန်အာနေနေသေးရဲ့အဲ့ဒါကိုကျမကတော့လက်တွေ့လှုပ်စေခြင်းတယ်တကယ်လို့ဥပဒေအထဲမှာလောလောဆယ်မပါသေးဘူးဆိုလို့ရှင်လေဒေသန္တရအမိတ်နေနဲ့ကြော်ညာချက်တင်နေပေါ့နော်အဲ့လိုမျိုးလှုပ်ပြီးတော့မှချက်ချက်မတ် လုတ်လိုက်မယ် case တစ်ခုနှစ်ခုလောက်ကိုလုတ်ပြလိုက်မယ်ဆိုလို့ရှင်တော့ဒါ awareness လုတ်တာတော့လုတ်တာပေါ့ဒါပေမဲ့တကယ်အဲ့လိုမျိုးဥရင်နဲ့အေးအေးယူလိုက်မယ်ဆိုလို့ရှင်ပုံမူပြီးတော့နော်သိသွားပြီးတော့နော်ထိရောက်တဲ့ဟိုသတင်းစကားလည်းဖြစ်မယ်လို့ထင်ပါတယ်အခု ပြဿနာဘာလဲဆိုတော့တကယ်ထိရောက်တဲ့အေးအေးယူမှုဟိုအားနည်းနေတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ဆရာဦးအောင်နိုင်ရှင်ဆရာမကတော့အားနည်းချက်တွေထောက်ပြသွားတယ်ဆရာတို့ဒါကိုလက်ခံလားရှင်ကျွန်တော်ပြေပါမယ်ဟုတ်ကဲ့လက်ခံပါတယ်နော် ဲ့တော့ဥရေကခုနဒီကလေးလူမျိုးပေါ့မိဘခိုင်းတာလည်းဖြစ်ရင်ဖြစ်မယ်အုံတိန်သူကခိုင်းတာလည်းဖြစ်မယ်အဲ့ဒီဥရေမှာပါပြီးသားဆလင်းနေပြည့်ပြီးပြီဆိုရင် fit for work certificate ကျမ်းမာကြောင်းပေါ့ဈေးလက်မှတ်အရင်ယူရတယ်ယူပြီးတော့မှလုပ်လို့ရတယ်စလုပ်တဲ့ကတရားမဝင်ဘောဗျာကျွန်တော်လွယ်လွယ်နားလည်အောင်ပြောမယ်အဲ့မိဘခိုင်းနေစခိုင်းတော့မယ်ဆရာအဲ့လိုအားရတယ်အဲ့လိုစင်းကြအပ်ပြီးတော့ကျွန်တော်တက်ဆိုင်ရဌာနတွေမှာတရင်ပို့တာခုနလိုဖြစ်ပြီဆိုရင် ကျွန်တော်တို့လေးပါ inspiration ဌာနတွေပါလာပြီးတော့ complaint ပါလဲလာတိုင်းပါကျမတို့ဒီနေ့မှာဆိုလို့ရှင်တော့ဒီခလေးလုပ်သားတွေရဲ့အခွင့်အရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုဆွေးနွေးတာတော်တော်များများလဲဆွေးနွေးလို့ရောက်သွားပါပြီရှင်ဆိုတော့အခုကျမတို့ဒီနေ့ဆွေးနွေးပွဲမှတ်တမ်းခင်မှာကျမတို့ရေးကြည်ရအဖွဲ့သားတွေကဒီခလေးလုပ်သားတွေဘာလို့ရှိနေရလဲဆိုတဲ့အပေါ်ပြည်သူတွေရဲ့အမြင်တွေကိုမေးမြန်းရိုက်ကူးထားတာရှိပါတယ်အဲ့ဒီရိုက်ကူးထားတဲ့ဗီဒီယိုလေးကိုအားလုံးဒီဘက်ကတီဗီမှာကျမနဲ့အတူတူကြည့်ပေးကြပါရှင် မိဘတွေကိုတာစီးပွားရေးကအဆင်မပြေတဲ့အတွက်ကြောင့်သူတို့ကြောင်းနေရမှာလဲသူတို့တွေအလုံးလုံးနေရအောင်ပါပဲပပြပွားတော့မလွယ်ဘူးဘာလို့စီးပွားရေးအခြေအနေကမိဘတွေအဆင်မမပြေတာအဲ့လိုမပြောင်းမဲ့အသူတို့တော့ဟိုလူမြင်ကွင်းမှာရှိတဲ့နော်ပေါ့ကလေးတွေလူမြင်ကွင်းမှာရှိတာနည်းနည်းပိုအဆင်ပြေတယ်လူမမြင်တဲ့နေရာတွေရောက်သွားလို့ရှိရင်ပုံမျိုးအနေနဲ့များနိုင်တယ်ထင်တာပဲအချို့ကလေးဆိုရင်လက်ဖက်ရည်တိုင်မှာဆိုရင်မနေ့၄နာရီလောက်ထားတယ်ညာ9နာရီ10နာရီမှတင်းရတယ်အဲ့ဒီခါကျတော့ဒါလူကြီးတယောက်ရဲ့လောအားနဲ့ညီမြသွားတယ်ခင်ဗျာ ဒါကြီးပတ်သက်ပေးရကျတော့တချို့ကလေးကျတော့ကျွန်တော်မေးကြည့်ရအဲ့လောက်ကျော်လည်းလူကြီးတယောက်လောက်မရဘူးခင်ဗျာကလေးတုံငယ်တွေကတော့တကယ်တမ်းရှင်းပြရတော့ကျွန်တော်မြင်ရတော့16နှစ်အောက်ဆိုရင်တော့လုံးဝလုပ်ငန်းခွင်နဲ့ပါတော့မရှိသင့်ဘူးမရှိသင့်ဘူးပေါ့နော်ရှိသင့်ဘူးအဲဥပဒေပါအတိုင်းဆိုရင်တော့16နှစ်နဲ့ဒီ18နှစ်ကြားဆိုရင်တော့တို့လုံးချင်တယ်လုံးလို့ရပါဒါပေမဲ့အဲ့ဒီ ဟိုအန်နီယန်ညာရဲ့လုပ်ငန်းဝင်မှာတော့သူတို့မရှိသင့်ဘူးเนาะစောင်းဝနေရေးဆိုတော့ကလေးတွေကိုလုပ်ငန်းဝင်တွေအတင်းထိုးထည့်တယ်အဲ့တော့ကလေးလုပ်သားပျောက်စေခြင်းတော့မိဘတွေအလုပ်ကအခွင့်အလမ်းရှိအောင်ငွေငွေရှိအောင်လုပ်ပေးဖို့လိုတာပေါ့ပါပြောက်အောင်လုပ်ပြီးပဲဆိုတော့သူတို့အတွက်ဗာလဲတမိသားစုလုံးအတွက်ရှာခြာကျွေးမာလာဗာလဲဖောင်ဒေးရှင်းအတွက်အပူငွေတွေပေးမာလာအဲ့လေအဲ့ဒါကြီးတခုခုဟိုရှိမာတာပပြောက်သွားမှာပေါ့ဘာမှမလုပ်ပြီးပဲနဲ့ဖဲ့နေတို့ဒီမှာဇပွဲမထိုးနဲ့အိမ်မမလုံနဲ့ဆိုတော့သွားပြောလို့လည်းမရအောင်လေဒါသူတို့လည်း ဖြည့်ဆည်းပေးနိုင်တာလည်းမရှိဘူးလို့တော့ပြောမယ်လို့လုံးဝမထင်ဘူးမအားတော့ကျမတို့ဆော့ဆော့ကြည့်ခဲ့ရတဲ့ဗီဒီယိုထဲမှာဆိုလဲဒီဆိုင်ရှင်တွေအလौရှင်တွေဘက်ကတို့ရဲ့အမြင်တွေဖြည့်သွားတာလည်းပါပါတယ်ပြီးတော့ကျမတို့ဒီနေ့ဆွေးနွေးပွဲထဲမှာဆိုလို့ရှင်လဲအလौရှင်တွေဖိတ်ထားပါတယ်ဒီအလौရှင်တွေကိုယ်တိုင်ကိုကြလဲဆွေးနွေးပွဲထဲမှာရောက်နေပါတယ်ဆိုတော့ကျမတို့ဒီဆွေးနွေးပွဲထဲမှာရောက်နေတဲ့အလौရှင်ဥပက္ကနေပြီးတော့ဒီခလေးလောက်သားတွေအပေါ်မှာအလौရှင်တွေဘက်ကအမြင်ကိုလည်းပြောပြပေးပါအောင်ရှင်နော်ကျွန်တော်မေးချင်တာက ရုပ်လုတ်သားတွေတာဝန်ရှိတဲ့လုတ်သားတွေလဖိတ်စာယူလက်စစ်တယ်ဆိုတာတခါမှရှိသေးဘူးကျွန်တော်တက်တန်း၄နှစ်တက်တန်းမှာလူမှုဖိုတိုရေးအသင်းအလုတ်သမားအစီအယဘဒူမှလာမရှိဘူးသေးဘူးအဓိကအားဖြင့်ပြောချင်တာကတော့ဥပဒေဒီအမတန်ကောင်းတယ်အမတန်သာယာနာပွဲစရာကောင်းတယ်ဒါပေမဲ့လို့တယောက်မှအလုံးမလုံးဒါပဲကျွန်တော်မေးချင်ပါတယ်ဆိုတော့ကျမတို့ save the children ကအမောက် နေချင်ပါတယ်ရှင်ဒီကိစ္စတွေမှာကျမတို့ဖြည့်ရှင်းမယ်ဆိုလို့ရှင်ဘယ်လိုတွေများဖြည့်ရှင်းတင်လဲအမအနေနဲ့အကြံပေးပါအောင်ရှင်ဟုတ်ကဲ့ကျမတို့ရဲ့ NGO တွေကြတော့ဘာဖြစ်လဲဆိုတော့သူကနေရာတိုင်းမှာမရှိကြပါဘူးပေါ့နော်ရှိတဲ့ NGO တွေကလည်းကလေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအားပဲကလေးတွေနဲ့ပတ်သက်တဲ့ကာကွယ်စောင့်ရှောက်မှုတွေကိုပဲဆောင်ရွက်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲကြောင့်မလို့ကျမတို့ရဲ့ target area တွေမှာကျမတို့ရဲ့စီမံချက်ရှိတဲ့နေရာတွေမှာဆိုရင်ကလေးတွေနဲ့ပတ်သက်တဲ့ပြဿနာတိုင်းတွေကိုကျမတို့ကအသိပညာတွေပေးတယ် ဌာနဆိုင်ရာအတီးတီးတွေနဲ့ချိတ်ဆက်ပြီးတော့မှကလေးရဲ့ပြဿနာတွေကိုလည်းကျမတို့ဝိုင်းဝန်းပြီးတော့မှဖြေရှင်းပေးကြပါတယ်ကျမတို့လက်လန်းမမီနိုင်တဲ့နေရာတွေဆိုရင်တော့ကျမတို့အရန်ပြောရခက်ပါတယ်လို့အများကြီးလဲလိုပါတယ်ပေါ့နော်ဆောင်ရနိုင်ဖို့အတွက်အဲ့လိုမျိုးတွေဆောင်ရနိုင်ဖို့အတွက်ဆိုရင်တော့အစိုးရပဲကျမတို့ထပ်ပို့ပြီးတော့လက်လန်းမီပါတယ်လို့ဆရာဦးအောင်နိုင်ရှင်ဆော့ဆော့ပြောသွားတဲ့ဆရာဆိုလို့ရှင်ဒီတစ်ခါမှဒီဌာနဆိုင်ရာတွေဘက်ကလာမစစ်ဘူးလို့သူပြောသွားပါတယ်ဒါတကယ်ပဲဟုတ်လားဆရာဘာကြောင့်များလဲကျွန်တော်ဖြေပေးပါမယ်ကလေးတွေကို ဦးစားပေးပြောမယ်ဆိုတာလူကြီးတွေပြောရမှာကလေးတွေမသိတာအမတန်ဝမ်းနေစရာကောင်းတယ်လူကြီးတွေမသိတာပိုဝမ်းနေစရာကောင်းတယ်လူကြီးတွေဆိုရင်ကမှအလုရှင်အပါဝင်အုတ်ထင်းသူတွေပေါ့အဲ့တော့ဒီဟိုလပေးဆိုင်အပါဝင်ပေါ့ဆိုင်တွေကိုပဲကျွန်တော်ဆွေးနွေးပြောပါမယ် highlight လုပ်ပြီးတော့ဒီစီဝိုင်းလုတ်တဲ့အလုရှင်တွေပေါ့နော်ဆိုင်မဲ့ဖြစ်ဖြစ်ဘာဖြစ်ဖြစ် तू ကဒီကလေးလုတ်သမားကိုလာခန့်ပြီဆိုရင် तू ကဒီတိုင်းထားလို့မရဘူးတက်ဆိုင်ဌာနတွေကိုတရင်ပို့ရမယ်ဟိုဆိုင်ဒီဇိုင်းဖွင့်မယ်ဆိုရင်တော့မှ ကျွန်တော်တို့ဒီအလုံသမားဒါနာကို၁၀ရက်အတွင်းပို့ရတယ်။တယောက်မှတော့မပို့တာတော့မကြားမိဘူး။နော်ကလေးလုံသမားခိုင်းနေဆိုရင်လည်းကလေးလုံသမားကျွန်တော်မှဘလောက်ရှိလဲအသက်ဘလောက်ရှိလဲအကုန်ပို့ထားတယ်။ပို့တဲ့ခါမှလေးပါအလုံသမားဌာနတွေကပါလဲဆိုင်ရန်ဆိုင်ရန်လိုက်ပါလဲလာစစ်ဆေးတာတို့ဘာတို့လုတ်လုတ်ပါတယ်။အဲလုတ်တော့လုံနေပါအလုံသမားစစ်စည်းပိုင်းမရောက်တဲ့နေရာတွေလည်းရှိကောင်းရှိမှာပါနော်သို့တော်လည်းပဲကျွန်တော်တို့လှုပ်ပေးနေတာလေးကိုကျွန်တော်တင်ပြတာပါအဓိကပါလဲကလေးအလုံသမားရောက်လာပြီကိုရှိမှဒီကလေးကအသက် အဲ့ဒါဒီတတ်မှတ်ထားတဲ့အသက်လောက်လည်းမပြည့်သေးဘူးကိုမသိငါဟုဆိုရင်ဒီဘယ်အလုပ်ရှင်ဘယ်ဆိုင်ရှင်မှဒါဟိုခိုင်းမို့မခိုင်းမို့ဒါစဉ်းစားရတော့မှာဖြစ်ပါခိုင်းတော့မယ်ဆိုရင်လည်းသူကဥပဒေကတိတ်ကောင်းပါတယ်ဆရာကြီးတင်ပြသွားတာဥပဒေတွေကပြည့်ပြည့်စုံစုံနီးနီးကိုပြထမ်းတာအဲ့ဥပဒေတိုင်းလိုက်နာဖို့ပေါ့နော်အလုပ်ရှင်ကလိုက်နာရမယ်အလုပ်ရှင်စားလို့ရမယ်အလုပ်ရှိတယ်လို့ဌာနလို့ရမယ်အလုပ်လည်းရှိပါတယ်ဒါလေးတွေကိုကျွန်တော်တို့ဌာနတွေကိုလည်းမြတ်တရားရက်ခံပါတယ်အလုပ်ရှင်တွေဦးရင်းနေပါလဲ channel လေးနေပါလဲကိုစလုပ်ပြီးဆိုဆက်သွယ်ပြီးပါ ချိတ်ဆက်ပေးပါကျွန်တော်တို့ဌာနကလည်းဟိုသက်ဆိုင်တဲ့အပိုင်းတွေပေါ့နော်လာမစစ်ဘူးဆိုတဲ့အာပေါ့ဘာကြောင့်လာမစစ်နိုင်ရတာလဲဆိုတာအရင်စပြီးတော့ပေါ့ဒီဆိုင်အလုပ်ဌာနလက်ပိတ်ဆိုင်အပါဝင်ပေါ့အကုန်ဖွင့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ရှိလို့ပါလဲမဖွင့်ခင်10ရက်ကြိုပြီးတော့ဥပဒေမှာပါတယ်အကြောင်းကြားမှာနော်ကလေးလုံးသမားတွေလည်းဘလောက်ရှိတယ်ဘလို့ခိုင်းမယ်ဘလို့ပေါ့နော်ဒါကအလုပ်ရှင်အပိုင်းတာဝန်ရှိတာလည်းပါပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ကျမတို့ဒီကလေးလုံးသားတွေဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာဆိုလို့ရှိရင် ပညာရေးတွေလက်လန်းမမီတဲ့အချက်ကလည်းပါပါတယ်။ဆောဆောဆရာဆရာတို့ဆွေးနွေးသွားတဲ့အထက်မှာလည်းပညာရေးအကြောင်းအရာတွေလည်းပါပါတယ်။ဆိုတော့ကျမတို့ဒီကလေးလောက်သားတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ပေးနေတဲ့အကိုကိုနန္ဒာဆရာအောင်လေကျမတို့ဆွေးနွေးပွဲထဲမှာရှိပါတယ်။ဆိုတော့အကိုဘက်ကဒီပညာရေးနဲ့ပတ်သက်ပြီးဆွေးနွေးချက်တွေလည်းကျမတို့ကြားချင်ပါတယ်ရှင့်။အဲစမှုစုံတွေလောက်ကြတဲ့အခါမှာပြဿနာကျတို့လှိုင်းသားမှာဆိုဆရာမဆရာမသမကဆရာပါလေးတည်တယ်ဆိုတော့ကလေးတွေကျောင်းကလက်ခံလို့မရတဲ့အနေအထားရှိတယ်။ဆိုတော့ကျောင်းသားဥယျာဉ်ရများတယ်။မထင်မှတ်ဘူးလေမိုင်းကန်တွေကအင်တာနက်မိုင်းကန်တွေရများတဲ့အခါကျောင်းသားနဲ့ကျောင်းသား ကျောင်းနဲ့အချိုးစာမညီတော့ဘူးအဲ့တော့ကျောင်းကကိုလက်ခံလို့မရဘူးလားဒီကလေးတွေကိုအဲ့တော့အဲ့ကလေးတွေကဘာဖြစ်သွားနိုင်လဲပေါ့အဲ့ကလေးတွေတေချာတယ်ကျောင်းကလက်ခံလို့မရရင်ကျောင်းတက်လို့မရအောင်ကျောင်းတက်လို့မရရင်သူဒီဘယ်တော့သူ့ကိုတွန်းလိုက်တယ်လို့ဖြစ်သွားတယ်ဆိုရင်အဲဒီကလေးလိုသားတွေကိုကျွန်တော်ကတွန်းလိုက်တယ်လို့ဖြစ်သွားနိုင်တယ် တော့ကျွန်တော်ပြောချင်တာအစမှုကုလန်စမှုစုံပေါ်စီတွေကျွန်တော်တို့ကအများကြီးပေါ်တယ်အဲ project အစ်တစ်တွေစီမံကိန်းအစ်တစ်တွေလည်းရှိတယ်ပေါ့အဲ့လိုလုပ်တဲ့ခါမှာစမှုစုံစီမံကိန်းတွေလုပ်တဲ့ခါမှာခုနကကကျင်ညာကြီးတို့ကျမ်းမာကြီးတို့နဲ့ပတ်သက်တဲ့အစီအစဉ်တွေကိုလည်းအစုအခါကြိုတင်ပြင်ဆင်ထားဖို့အစီအစဉ်ရှိရှိဖို့လိုအပ်တယ်ပေါ့အစီအစဉ်တော့မရှိဘူးဆိုရင်အဲ့နာဒီကျွန်တော်တို့ကချိုင်းလီပါတဲ့ကိုတွန်းသလိုဖြတ်သွားလိမ့်မယ်လက်တွေလည်းဖြစ်နေပြီပေါ့နော်ဘယ်လိုကူစားမလဲဆိုတော့ကျွန်တော်တို့မှအခက်အခဲစိန်ခေါ်မှုတအားကြီးနေတယ်ပေါ့အဲ့တော့တစ်ဖက်ကဥပဒေက14နှစ်ကလှုပ်လို့ရတယ်တစ်ဖက်ကကျတော့7နှစ်ပြည်တာလည်းအကြောင်းဆက်မတက်လို့ရတဲ့အခြေအနေခင်းခင်းကြုံနေတယ်အဲ့တော့ကျွန်တော်တို့ဒီဆောင်လုံးပြင်းထန်တယ်ပြောနေရရှိတယ်အလယ်တန်းနေမသိ င်မနေရပညာရေးစနစ်ကိုကျင့်သုံးပေးပါကျွန်တော်တို့အခမဲ့ပညာရေးလို့မသုံးပါနဲ့မတင်မနေရအခမဲ့ပညာရေးလို့ကျွန်တော်တို့သုံးပါအဲ့တော့ကျွန်တော်တို့တိုင်းမှာအခက်အခဲရှိကောင်းရှိနိုင်တယ်ဗန္နာကြီးဒါပေမဲ့အဲ့ risk ကိုကျွန်တော်တို့ယူသင့်တယ်ဘာကျွန်တော်တို့တကယ်ကြုံရမယ့်ကလေးကကလေးတွေအတွက် ကျောင်းမအနေရကပိုကြီးတယ်အနာဂတ်အတွက်အနေရပိုကြီးတယ်ပေါ့အဲ့တော့အလယ်တန်းနေမတင်မနေအခမဲ့ညိုင်းစင်တာတုံးမှာဆိုရင်ကလေးဒီ16နှစ်နဲ့ဟာချက်ညီတယ်ပေါ့16နှစ်မှာသူဒီအလယ်တန်းပြီးသွားတယ်သူဒီလုပ်ငန်းငယ်တွေကိုကူးမှာဆိုရင်ကူးနိုင်တယ်ပေါ့နော်ကလေးရဲ့လိုအပ်တဲ့အသိဉာဏ်ရကလည်းဟန်တယ်လုပ်နိုင်ပြီပေါ့နော်ဆိုတော့ကျမတို့ဒီ ILO ကမအေးဟေမာကိုအချင်းချင်းဝေးဖြည့်ပေးစေချင်ပါတယ်ဆိုတော့ဒီလိုကလေးလုပ်သားတွေဒီလိုမျိုးဖြစ်ရတဲ့ကိစ္စမှာဒီမိသားစုစာဝတ်နေရတဲ့ဖက်မှာလက်လန်းမီမမီတဲ့ပညာရေးလဲပါတယ်ဆိုတော့အမတို့ကလေးလုပ်သားပပပြွေးလုပ်နေတဲ့အချိန်မှာပညာရေးပိုင်းကိုထည့်ပြီးစဉ်းစားထားလာရှင်အချင်းချင်းဝေးပြောပြပေးပါ အာကျွန်တော်တို့စီမံကိန်းအနေနဲ့အာကဏ္ဍ၃ရက်ပေါ့နော်အဓိကကတော့အာတောင်းနေတဲ့အရွယ်တွေကိုအာဒီ formal sector လို့ခေါ်တဲ့ဒီအစိုးရအကြောင်းမဖြစ်ဖြစ်တိုင်းရင်းသားဖွင့်ထားတဲ့အကြောင်းတွေပဲဖြစ်ဖြစ်ဒီ formal education လို့ခေါ်တဲ့ထောက်ပံ့မှုတွေလုပ်ပါတယ်အဲပြီးွားရင်တော့ NFP လို့ခေါ်တဲ့အကြောင်းပြမထောက်ပံ့မှုတွေလည်းအကြောင်းထွက်တဲ့ကလေးတွေကို ထောက်ပံ့တာရှိပါတယ်ပြီးတော့အရင်တော့တဖက်ကကလေးကိုသူကအចောင်းကြီးပဲအចောင်းတက်တဲ့ကလေးကိုအចောင်းနဲ့ပတ်သက်တဲ့ဒီထောက်ပံ့မှုတွေလုပ်တယ်အចောင်းမတက်တဲ့ကလေးကိုတော့အចောင်းပြမလေးထောက်ပံ့တယ်ဆိုရကြမှာအចောင်းမနေခြင်းနဲ့ကလေးဆိုရင်ကျွန်တော်တို့ကဘလို့ထောက်ပံ့လဲဆိုတော့သမွေးတင်နန်းတွေလွှတ်တာရှိပါတယ်အဲဒီဆချုပ်တင်နန်းပေါ့ main ကလေးတွေဆိုအလှပြင်တင်နန်းတို့အဲဒီလိုမျိုးသပင်ညက်ပေါ့နော်အဲ့လိုမျိုးလေးတွေတင်နန်းတွေပို့တယ်လို့ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းဒီ လျက်စစ်တို့ဒီရောဒီတခြားအဲသူတို့ဒီဆိုင်ကပြင်ပေါ့နော်အဲ့လိုလေးတွေလွတ်တာရှိပါတယ်ဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ် ဆိုတော့ကျွန်တော်တို့ဒီနေ့မှဆိုလို့ရှိရင်ဒီကလေးလုပ်သားတွေရဲ့အခွင့်အရေးပိုင်းဆိုင်ရာတွေသူတို့အခက်အခဲကြုံနေရတဲ့ကိစ္စတွေနောက်လုပ်ငန်းရှင်တွေဘက်ကအကြောင်းအရာတွေကျွန်တော်တို့ကြားသိခဲ့ရပါတယ်။အခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဥဆောင်ဆွေးနွေးရဲ့ဆရာသမားတွေကိုမေးခွန်းတစ်ခုမေးချင်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးပွဲပြီးတဲ့အချိန်ကနေစပြီးတော့ဒီကလေးလုပ်သမားတွေရဲ့အခွင့်အရေးတွေကိုပို့ပြီးတော့ကောက်ွယ်ပေးနိုင်ဖို့အတွက်ကို့အနေနဲ့ဘာကနေပြီးတော့စလုပ်မယ်လို့ထင်လဲရှင်။ရောင်းနေကလေးလုံးမှာပပျောက်ရေးရောင်းနေပပျောက်ရေးပေါ့။ပပျောက်ရေးလို့ပြောမယ်ဆိုရင်ရောင်းနေပပျောက်ရေးပေါ့။ရောင်းနေရေးမှာပပျောက်ရေးစီတူပေါ့။ အဲ့ဒီစီမံကိန်းကိုကျွန်တော် ILO နဲ့ project လုပ်နေတာရှိပါတယ်ဒီက9နှစ်စီမံကိန်းအတွင်းမှာဆိုဒီကရင်ပြည်နယ်လည်းအပါဝင်ဖြစ်ပါတယ်ရန်ကုန် AOD ဘကိုးမွန်ကရင်ပေါ့เนาะအပါဝင်ဖြစ်ပါတယ်အဲ့တော့မိသားစုတွေရဲ့အတံဝင်းဝမ်းကြောင်းစီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ဒါတွေတောက်ပံ့ပြီးဆောင်ရွက်မဲ့ company တွေကိုတိုင်းဒေသကြီးလိုက်မှာဖွဲ့ထားပြီးသားဖြစ်ပါတယ်တိုင်းဒေသကြီးမှာဆိုရင်ဝန်ကြီးချုပ်တွေကဒီကဦးစည်းဦးဆောင်နိုင်ငံကတွေလုပ်ပြီးတော့เนาะတက်ဆိုင်ရဝန်ကြီးတွေနဲ့ကျွန်တော်တက်ဆိုင်ဌာနအားလုံးအကုန်လုံးပါဝင်ပြီး ဖွဲ့စည်းထားပါတယ်ဒီ plan လဲကျွန်တော်ဒီ2019ကနေပါလဲစပြီးတော့လုပ်နေပါပြီဟုတ်ကဲ့ပါရှင်ကျေးဇူးပါဆရာဟုတ်အမအမနန်းခမ်းဟောအနေနဲ့ရောရှင်ကျမတို့ကဒီကလေးတွေလုပ်ငန်းခွင်နဲ့ဝင်ရောက်နေတဲ့ကလေးကလေးလုပ်သားတွေပပျောက်ဖို့အတွက်ဆိုရင်ကျမတို့ကဒီမိပပညာပေးလုပ်ငန်းတွေနောက်ပြီးတော့မှကျမတို့နိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေဘာတွေရှိနေတာလဲကလေးတွေကိုဘာတွေကနေပြီးတော့မှအကာအကွယ်ပေးနေတာလဲဆိုတာလေးကိုလူထုတွေပို့ပြီးတော့မှကြကြပြန့်ပြန့်သိအောင်ကျမတို့ ဟိုဆောင်ရွက်ပါမယ်ဟုတ်ကဲ့ရှင်ကျေးဇူးပါဟုတ်မအီးဟေမှာရှင် ILO အနေနဲ့ရောဘာတွေဆက်လုပ်ဖို့ရှိမလဲဆလင်းနှစ်ထက်ကလေးတွေအတွက်ဒီတံမွေးတင်နှန်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်သူတို့ကိုတံမွေးတင်နှန်းဒီ skill level တွေဖြစ်မှာပေါ့နော်ကျွန်တော်တို့ဒီကျွမ်းကျင်တဲ့လုပ်သားတွေဖြစ်မှာကျွန်တော်တို့နိုင်ငံကလည်းပဲအရှေ့ဆက်ပြီးတော့အဖွံ့ဖြိုးတိုးတက်မှုစီကိုအနည်းနဲ့အမြန်ရောက်မှာဖြစ်ပါတယ်ဆရာမအနေနဲ့ရောရှင်လွှတ်တော်ပိုင်းကဘာတွေများလုပ်ဖို့ရှိမလဲ ကျွန်မတို့လွှတ်တော်မှာဆိုလို့ရှိရင်ဥပဒေတရက်ကိုပြတ်တမ်းပြီးတော့တနှစ်ကြာမှာတော့ပြန်လဲပြီးတော့သုံးသက်ခြင်းဆိုတာရှိပါတယ်ဥပဒေပြုတ်ပြီးနောက်စီစစ်ခြင်းပေါ့နော်အ PLS လို့လည်းခေါ်ပါတယ်အဲ့တော့တနည်းပြည့်ပြီးလို့ရှင်တော့ဒီဥပဒေတွေဒီနော်ဒီလက်တွေ့အခြေအနေမှာတကယ်ဖြစ်နေလားဘာအခက်အခဲရှိလဲစသည်ဖြင့်ပေါ့နော်အဲ့ process ကိုသွားပါမယ်ပြီးလို့ရှင်တော့ကျမတို့လွှတ်တော်မှာမေးခွန်းမေးလို့ရပါတယ်ဥပမာဖြင့် ဟုတ်ပြီအခုကျမကြားနေရတာအကြတော့အောက်ချိန်မှာမသိဘူးမရှိဘူးဒီနော်ရန်တရားတွေကလိုအပ်နေတယ်အဲ့ဒီအတွက်ကိုကျမတို့မေးခွန်းနေမေးလို့ရပါတယ်ကျမတို့ဒီနေ့မှာဆိုလို့ရှင်တော့ခလေးလောက်သမားတွေကသူတို့ကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေကိုဆွေးနွေးသွားတယ်လို့မျိုးခလေးလောက်သမားရေကူညီဆောင်ရွက်ပေးနေသူတွေဘက်ကသူတို့ဆွေးနွေးသွားတဲ့အကြောင်းအရာတွေရောကျမတို့အလို့ရှင်တွေဘက်ကခလေးလောက်သမားတွေပုံမှာမြင်တဲ့အမြင်တွေရောကျမတို့အများကြီးကိုကြားသိခဲ့ရပါတယ် TV စီစဉ်ကိုကြည့်ရှုနေတဲ့သူတွေအနေနဲ့လည်းကျမတို့ဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချင်တာရှိရဆိုလို့ရှင် Facebook မှာရေးကြည်ရလို့ရိုက်ရှာပြီးတော့လာရောက်ဝေဖန်အကြံပြုနိုင်ပါတယ်။အခု TV စီစဉ်ကိုကြည့်ရှုနေတဲ့သူတွေရောဆွေးနွေးပွဲထဲမှာကိုရင်ကိုကြပါဝင်ဆွေးနွေးပေးသွားတဲ့သူတွေရောဥဆောင်ဆွေးနွေးပေးသွားတဲ့ဆရာဆရာမတွေရောအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။အလို့သမားတွေမှာလို့သမားခွင့်ရေးရှိပါတယ်။အလို့သမားတွေရဲ့အခွင့်အရေးကိုဆွေးနွေးဖို့ရေးကြည်ရကအမြဲဆင်သင့်ရှိနေပါတယ်ရှင်။